မင်္ဂလာပါရှင်မင်္ဂလာပါအရင်ဆုံးဆရာမရဲ့နာမည်နဲ့ဒီရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရှိပီတာရဲ့စာကြည့်တိုက်မှာတာဝန်ယူထားတဲ့ယာဒူလေးကိုပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါ။ကျမနာမည်ဒေါ်ကြည်ကြည်ဟန်ဖြစ်ပါတယ်။ရန်ကုန်ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်မှာစာကြည့်တိုက်မှူတော်ဝန်ထမ်းဆောင်နေပါရှင်။ဟုတ်ကဲ့ဒီရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရှိပီတာစာကြည့်တိုက်မှာပေါ့နော်။ဘလူစောက်အမျိုးအစားကြီးရှိပါတယ်လဲပြီးတော့စာအုပ်အရေအတွက်ကဘလောက်လောက်တိရှိပါတယ်လဲ။ဟုတ်ကဲ့စာအုပ်အရေအတွက်ကတော့6000လေးပါရှိပါတယ်ရှင်။ ဇာုပ်တွေကတော့ဆက်လက်စုဆောင်ဆဲအချိန်ပေါ့နော်။ဇာုပ်မျိုးစားတွေကကြတော့ဒီဘာတိုင်းနဲ့ပတ်သက်တဲ့ဇာုပ်ကိုအများဆုံးစုဆောင်မယ်။ဟောပေါ့နော်။ကျောင်းသားတွေ assignment ပေါ့နော်။ assignment လောက်တဲ့ခါကြလို့ရှိရင်လိုအပ်လိုအပ်တယ်လို့ပေါ့နော်။ကျောင်းသားတွေလိုအပ်တဲ့ဇာုပ်တွေကိုလည်းဝယ်ယူစုဆောင်ပေးတာပေါ့နော်။ပြီးတော့ဒီတက်ဒီသူတေသနာပေါ့နော်သူတေသနာပညာရှင်တွေရေးသားတဲ့စာအုပ်တွေသမိုင်းစာအုပ်တွေပေါ့နော်အဲ့လိုစာအုပ်တွေလည်းဟိုစုဆောင်းနိုင်ဖို့စူးစမ်းနေပါရှင်ဒါကြောင့်လေဒီတက္ကသိုလ် ဟိုဒီចောင်းသားတွေအတွက်တည်ထောင်ထားတဲ့စာကြည့်တိုင်းဆိုတော့လေဒီဟိုတက္ကသိုလ်နဲ့စာကြည့်တိုင်းနဲ့ရောရှိတ်ဆက်မှုရှိပါသလားရှင်ဟုတ်ကဲ့ပါရှိပါတယ်ဟိုစာကြည့်တိုင်းကဘောနော်စာကြည့်တိုင်းသုံးဆွဲမှုအတွက်ဆိုပြီးတော့လေတိကျအမှတ်တွေလည်းရှိပါတယ်အဲ့ဒီရတဲ့ရမှတ်တွေကလည်းတက္ကသိုလ်နဲ့ချိတ်ဆက်ပြီးတော့ဟိုအမှတ်ပေးစနစ်တွေရှိပါတယ်ဒီမှာတက္ကသိုလ်စာကြည့်တိုင်းမှာဒီတက္ကသိုလ်မှာစာကြည့်တိုင်းသုံးဆွဲမှုပေါ့နော်စာကြည့်တိုင်းသုံးဆွဲမှုကိုလည်းအမှတ်ပေးတယ် ပြီးတော့ចောင်းသားရဲ့အတွက်ပေါ့နော်ဘုတ် review ဆိုပြီးတော့ရေးခိုင်းတယ်ဘုတ် review ရေးခိုင်းတဲ့ရမှတ်တွေကလည်းဒီစာကြည့်တိုင်းဇွန်နေပေါ့တက္ကသိုလ်နဲ့ချိတ်ဆက်ပြီးတော့ပေါ့နော်ဒီအမှတ်တွေကလည်းဟိုအကျုံးဝင်သွားတာပေါ့နော်ဒီစာကြည့်တိုင်းမှာကျတော့ဟိုစာဖတ်ဝိုင်းနဲ့ရှိတယ်လို့သိရတယ်အဲ့ဒါကျတော့ဘယ်လိုမျိုးစီစဉ်ထားလဲမသိချင်အောင်စာဖတ်စကားဝိုင်းကကျတော့ကျွန်တော်တို့ဒီမှာတလားကိုတစ်ချိန်ပေါ့နော်ပြုလုပ်ပေးတယ်ပြုလုပ်ပေးတာအခုဆိုရင်၃ချိန်ပေါ့၃ချိန်ရှိသွားပါပြီရှင်နော်စုပေးတာတွေပါလေကြတော့ဘယ်လိုမျိုးလုပ်ပေးလဲမသိချင် စာကြည့်တဲ့အသုံးပြုမှုစုနဲ့ဟိုဘော့ရဗျူးစုပေါ့နော်အဲ့စုနှစ်စုကတော့ဒီစာကြည့်ရကစီစဉ်ဆောင်ရွက်ပေးပါရရှင်ဒီပေါ့စာကြည့်တဲ့အသုံးပြုမှုမှာဆိုလို့ရှိရင်လဲចောင်းသားတွေကစာငားတဲ့နေရာမှာပေါ့နော်ဟိုပေါ့ရက်ညွန်ခြင်းမရှိစီစနစ်နဲ့ငားလို့ရှိရင်ပေါ့နော်အော်ပေါ့စာကြည့်တာရောစာအုပ်ကင်တွေတာအစားပေါ့နော်စီစနစ်နဲ့ကင်တွေတာတွေအဲ့လိုမျိုးတွေပေါ့စာအုပ်ငါပြင်ပြန်အပ်တာကိုလည်းအချိန်မှအပ်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးလူတွေကိုအဲဒီစာကြည့်တာအသုံးပြုစုပေးပါတယ်ဘူး review စုလည်းပေးပါတယ်ရှင် ဟုတ်ကဲ့ဒီစာကြည့်တိုက်ကိုကြတော့လေဟိုကျွန်တော်ဖွင့်လိုက်တဲ့အချိန်လေးကိုပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့အချိန်ကတော့ကျွန်တော်တို့ဆက်တက်နိုင်ရတဲ့ညနေ၄ခွဲထိဖွင့်ပါတယ်ရှင်။စနေတနင်္ဂနွေကြောင်းပိတ်ရက်ကတော့ပိတ်ပါတယ်ရှင်။ဒီစာကြည့်တိုက်ရဲ့စာအုပ်ငါးစနစ်လေးဘယ်လိုရှိပါသလဲရှင်။စာငါးစနစ်ကဒီမှာဟိုပေါ့ e-circulation ပေါ့နော်။ e-circulation စနစ်နဲ့သွားပါတယ်။ e-list software ကိုသုံးပြီးတော့ပေါ့နော်။ကျောင်းသားတစ်ယောက်ကိုဟိုစာအုပ်ပေါ့နှစ်အုပ်ကနေ ငါးအုပ်တွင်ပေါ့နော်ငါးအုပ်ငားနိုင်တယ်ပေါ့ assignment အတွက်လိုအပ်ရင်လိုအပ်တယ်လို့ပေါ့နော်စာအုပ်လေးတွေဟိုပေါ့ဟိုငါးအုပ်ထက်ကျော်ရင်လည်းခွင့်ပြုပေးတယ်ပေါ့နော်သူတို့တွေတွေပေါ့ဒါပေါ့စာအုပ်တအုပ်ကိုကျမတို့ဒီမှာတပတ်ပေါ့နော်တပတ်ငားခွင့်ပေးပါတယ်အကယ်မို့တပတ်နဲ့ဟိုစာဖတ်တာမပြီးဘူးပေါ့နော်မပြီးဘူးဆိုလို့ရှိရင်လည်းစာအုပ်မှာစာကြီးတိုင်းကိုလာပြီး renew ပြန်လုပ်လို့ရပါတယ်ရှင်ဟုတ်ကဲ့ရှင်အခုပေါ့နော်ဒီစာကြီးတိုင်းကိုကြတော့ ဗုဒ္ဓတက္ကသီလတိန်တော်မှာဖွင့်တာကိုသိရတယ်ဒီစာကြည့်တိုက်ကိုဟောစာကြည့်တိုက်နေရာတီကြဖွင့်ဖို့အတွက်ကိုဘယ်လိုမျိုးရဆောင်ရထားလဲမသိရှင်ဟုတ်ကဲ့ပါဟောစာကြည့်တိုက်ပေါ့နော်တီကြအဆောက်အဦတွက်ကတော့ပလန်ရှိပါတယ်ရှင်ဟောတီကြအဆောက်အဦတွက်ဟိုမတီအလှရှင်ကမရှိသေးလို့ပေါ့နော်အခုလက်ရှိမှာတော့ဒီတိန်မှာပဲယာယီဖွင့်လင့်ထားပါရှင်ဟုတ်ကဲ့ဟိုဒီစာကြည့်တိုက်တော့ကအလှရှင်နေပါရှိလားမသိဘူးဒီစာအုပ်အလှရှင်တို့ပါလို့ပေါ့နော်ဟုတ်ကဲ့ စာကြည့်တိုင်းမှာလဆင်ပေါ့နော်လှုပ်နေတဲ့အလှရှင်တို့ဦးတော့ရှိပါတယ်ရှင်ဒီဂျာဓမ္မဘောဒီចောင်းသားចောင်းလူတွေလို့ဒီပြင်ပပေါ့နော်ပြင်ပအလှရှင်တွေရံဖန်ရံခါလှလှတာတော့ရှိပါတယ်ရှင်စာကြည့်တိုင်းအတွက်အစဦးတိစားဖို့အတွက်ကိုလေလှရှင်နဲ့အလှရှင်တွေရှိတယ်ဆိုရင်ဘယ်လိုမျိုးဆက်သွယ်လှူဒန်းလို့ရပါတယ်လဲရှင်ဟုတ်ကဲ့ပါဟောပေါ့နော်စာဒီတက္ကသိုလ်ရဲ့ဟိုပါကျုံးတဲ့ဒါရဖြစ်စီပေါ့နော်ဒီ တက္ကသိုလ်ရဲ့မုံခွနဲ့ယုံကန်နဲ့ဖြစ်စေပေါ့နော်ဆက်သွယ်ပြီးလှူဒါန်းလို့ရပါတယ်ရှင်ဒီစာကြည့်တိုက်ကိုချစ်ဆက်ပြီးတော့လုံဆောင်ပါလေးနဲ့ပတ်သက်ပြီးနည်းနည်းတော့ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါစာကြည့်တိုက်အခုလက်ရှိသုံးနေတဲ့ Elite Software ပေါ့နော်အဲ့ Elite Software ကနေပြီးတော့ online ထိအသုံးပြုနိုင်လို့ရတဲ့ဟိုကိုဟာစနစ်ကိုပေါ့နော်သုံးဖို့အတွက်တော့ဆောင်ရွက်နေပါရှင်ဟုတ်ကဲ့ဆရာမအနေနဲ့ရောဒီစာကြည့်တိုက်ဒီဒီတိုက်မကဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုလေ ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီးတော့ဗာများထပ်ပြီးတော့ဖြည့်စွက်ပြောကြစရာတချို့တွေလည်းမသိချင်။ဒါဆန်ချိုင်းဖွင့်မျိုးဒေါက်တာဖို့တော့ကတော့စီစဉ်ရှိပါရဲ့ရှင်။ဒီမှာကြာဒီပေါ်ចောင်းသားတွေပေါ့နော်ကွန်ပျူတာကွန်ပျူတာအခြေခံလေးတွေပေါ့ပြီးတော့ဒီ presentation တွေပါလုပ်တဲ့ခါကြာလို့ရှိရင် powerpoint သုံးပြရတာရှိတယ်။အဲ့မျိုးလေးတွေကြာလို့ရှိရင်မသိတဲ့ចောင်းသားလေးတွေပေါ့နော်မကျွမ်းကျင်သေးတဲ့ចောင်းသားတွေအတွက်ဒီမှာစာကြည့်တိုင်းမှာပေါ့နော်လေးလာသင်ကြားပေးဖို့အတွက်စီစဉ်တော့ရှိပါရဲ့ရှင်။ ခုလိုဖြည့်ကြားပေးတဲ့အတွက်ဆရာမအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါကျမလည်းကျေးဇူးထူးတင်ပါတယ်ရှင်